Hello အားလုံးပဲမိလာပါရှင် Creator Technology Group နဲ့ Online Training Center အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ MathBook မှာ folder လေးတွေတိစောက်တဲ့နည်းလေးကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဒီညမှာ folder တွေကိုတိစောက်ဖို့ရအတွက် Finder ဆိုတာလေးကိုတစ်ချက်ဝင်ပေးမယ်ဝင်ပြီးွားရေးဆိုရင်ဒီနားမှာကိုကဘယ်နားမှာတိစောက်ခြင်းလဲအရင်ဆုံးရွေးပေးရမယ်ပေါ့နော် iCloud ဆိုရင် iCloud အစားရှိသဖြင့်ကိုကတိစောက်ခြင်းတဲ့နေရာလေးတွေကိုဒီနေရာမှာရွေးပေးရမယ် ပြီးခြားဆိုရင်ပြီးခြား iCloud ဆိုရင် iCloud အခုကတော့ iCloud ထဲမှာတိစောက်ပေးသွားမှာပဲဖြစ်တယ်။ပြီးပြီဆိုရင်ဒီနေရာမှာသွားပြီးတော့ right click လေးနှိပ်မယ်။ right click နှိပ်တဲ့အခါမှာတချို့ set တွေက magic mouse သုံးထားတဲ့အတွက်ကြောင့်မလို့ right click နှိပ်လို့မရ။အဲ့ဒါဆိုရင်ပြန်ပြီးတော့ပြင်ပေးရမယ် setting ထဲမှာသွားပြီးတော့ပြီးရင်ဒီနေရာမှာသွားပြီးတော့ setting ဆိုတာကိုဖွင့်မယ်။ဖွင့်မိွားရည်ဆိုရင်ဒီနားမှာဟွာလေးရှိရဲ mouse နဲ့ပတ်သက်တာကိုပြင်မှာဆိုတော့ mouse ကိုရွေးမယ်။ ရွေးပြီးွားရည်ဆိုရင်ဒီနေရာမှာဖွင့်ကလစ်ဆိုတာလေးရှိရဲ့အဲ့ထဲဝင်မယ်ဝင်ပြီးွားရည်ရင်ဒီနေရာမှာသွားပြီးတော့ secondary ကလစ်ဆိုတာလေးရှိရဲ့အဲ့ထဲနေရာကို right ကလစ်ဆိုပြီးတော့တစ်ချက်လေးထားပေးမယ်ပြီးွားရင်ပြန်ပြီးတော့ထွက်လိုက်မယ်အဲ့ဒါလေးပြီးပြီဆိုရင် folder လေးတည်ဆောင်လို့ရပြီ finder လေးကိုပြန်ဝင်မယ်ဝင်ပြီးွားရင် iCloud ထဲမှာရွေးတယ်ရွေးပြီးွားရင်ဒီနေရာမှာ right ကလစ်ဆိုပြီးတော့နှိပ်တယ်ပြီးွားရင် new folder ဆိုပြီးတော့တစ်ချက်နှိပ်ခဲ့လိုက်မယ် နှိမ့်ခဲ့တဲ့အခါမှာဒီနေရာမှာ folder ဆိုပြီးတော့ထပ်ကြလာတယ်။အဲ့ဒီအချိန်တွင်မှာပဲကိုကဘာနဲ့သက်ဆိုင်တာလေးကိုစောက်တာလေဒီ folder လေးကဥမာအပြင်ပုံတွေထည့်မယ်ဆိုရင် photo လို့ရိုင်းကိုရဲ့အလုပ်ကိစ္စနဲ့သက်ဆိုင်တာလေးရိုက်ပေါ့နော်ကိုရဲ့နာမည်တွေအစားရှိသဖြင့်ကိုမသိနိုင်တဲ့အရာလေးတွေမရိုက်နေပါတော့။ဟိုအဖြစ်ပြပြဆိုရင်ဖိုရာတွေတိစောက်တာအလုံးလုံးတဲ့အခါမှာလှင်းလင်းမြန်မြန်လေးနဲ့လွယ်လွယ်ကူကူရှာလို့ရတာတိစောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆိုရင်ဖိုတိုဆိုပြီးရိုက်လိုက်မယ်။ ပြီးပြီဆိုရင်ကန်ဆာလေးကိုပျောက်ဖို့ရအတွက်အန်ဒါလေးတစ်ချမ်းခေါင်းလိုက်မယ်ပြီးသွားရင်ဒီနေရာမှာသွားပြီးဖိုရာ iCloud ထဲမှာဖိုရာတခုတိဆောက်ပြီးသွားပြီအဲ့ဒီချိန်တွင်းမှာပဲဒီနေရာမှာ Safari ကိုတစ်ချက်ဖွင့်မယ်ဖွင့်ပြီးဝင်ရင်ကိုကဒီနေရာမှာတိဆောက်မဲ့ဖိုရာရဲ့နိမ့်လေးကိုရွှေ့မယ်ပေါ့နော်။ဘာဆိုရင်ဘာပေါ့။ Gear photo ဆိုရင် Gear photo ကိုအစားရှိဖြစ်ကိုလိုချင်တဲ့ပုံလေးတွေရှာပေါ့နော်။ပြီးဝင်ဆိုရင်ဒီပုံလေးတွေကို တိမ့်တော့မယ်။တိမ့်မယ်ဆိုရင် ဒီထဲမှာသွားပြီးတော့ဒီပုံလေးကိုယူမယ်ဆိုရင်အဲ့ဒီပုံလေးပုံမှာ pointer လေးတင်ထားတဲ့အဲ့ဒီအချိန်တွင်းမှာပဲ right click တစ်ချက်နှိပ်တယ်။နှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာ save image as ဆိုတာလေးရှိရဲအဲ့ဒါလေးကိုချက်ရွေးတယ်။ရွေးပြီးသွားရင်ဒီထဲမှာသွားပြီးတော့ခုနကဘယ်ထဲမှာတည်ဆောက်မှာလဲဆိုတော့ iCloud ထဲမှာတည်ဆောက်မှာဖြစ်တယ်။ iCloud ထဲအဘယ်ထဲမှာလဲဆိုတော့ photo ဆိုတဲ့အထဲမှာတည်ဆောက်မှာအဲ့တော့ photo ကိုရွေးတယ်။ပြီးသွားတော့မှ save ဆိုတာလေးကိုတစ်ချက်နှိပ်တယ်။ ပြန်ပြီးတော့နောက်ထပ်တစ်ပုံဆိုရင်လည်းအဲ့ဒီအတိုင်းပဲဒီပုံလေးယူခြင်းသူ့ကို right click ပြီးပြီဆိုတာနဲ့ save image as အဲ့ဒါလေးပြီးရင်ဒီနေရာမှာလာရလမ်းကြောင်းအတိုင်းလေးပဲသွားမယ် iCloud photo ပြီးပြီဆိုရင်ဒီနေရာမှာ save နေတယ် save နေတဲ့အခါမှာဒီလိုမျိုးကြီး site ကိုပေါ်လာအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီနေရာမှာချက်ကြည့်မယ် save as နေရာမှာ photo ကနှိမ့်ချင်းနှိမ့်ချင်းတူးနေတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာလဲ image အခုခုနကတိဆောက်ခဲ့တဲ့ folder က photo တွေကလည်း image ဆိုပြီးတော့သူကပြနေအဲ့တော့နာမည်နှစ်ခုတူနေပုံနှစ်ခုကနာမည်တူနေအဲ့လိုမျိုးကိုသူကလုပ်ဝဲမပေးဘူးအဲ့အတွက်ကြောင့်မလို့ကိုကနာမည်လေးကိုပြန်ချိန်ရမယ်1ဆိုရင်1ပေါ့အစားရှိသဖြင့်ဒါမှမဟုတ်ကိုဘတ်တာကိုအစ်စ်ရိုက်ချင်ရင်လည်းရိုက်ခဲ့ပေါ့ကိုလိုချင်တဲ့ name လေးကိုအစ်စ်ရိုက်ခဲ့ပြီးတော့မှ save ဒီမှာဆိုရင် PYE နောက်တစ်ပုံတည်ဆောက်မယ်ဆိုရင်လည်း right ကလေး save image ဆိုပြီးတော့ရှိတယ် PYE the icon love photo ဒီနေရာမှာတွားပြီးတော့သူကလည်းဒီနေရာမှာထပ်ပြီးတော့နောက်ထပ် image ဆိုပြီးတော့ထပ်ကြလာပြန်တယ်။နှိမ့်နေရာတူးနေရဲ့အဲ့ဒီအတွက်ကြောင့်လို့ခုနကလို့နှိမ့်တူတာကိုသုံးခွင့်မပေးဘူးအဲ့ဒီတော့သူတူးလို့ထားပြီးတော့ save ကိုနှိမ့်မယ်။ဒါဆိုရင်ကိုလိုချင်တဲ့ပုံလေးတွေကိုအခုလိုမျိုးလေးတွေနဲ့ right click လေးပြီးကိုလိုချင်တဲ့လမ်းကြောင်းမှာတိဆောက်ခဲ့လို့ရမှာပဲဖြစ်ပါရှင်။ဟုတ်ကဲ့အခုပြပြထားတဲ့နီလန်လေးကိုစိတ်နှစ်သက်တယ်ဆိုရင် line ရှင်လေးနဲ့ပတ်ဝန်းကူညီပေးကြဖို့လည်းမေတ္တာရက်ခံပါရှင်။ကြည့်ရှုရပြီးသူတယောက်စီစီကိုလည်းကျေးဇူးတို့တရှိပါရှင်။